နေပဲအဲ့ဒါကိုမသိနားမလဲပဲနဲ့ဆဲရေးတိုင်းထားပြီးတော့နှီးမျိုးစုံနဲ့စော်ကားမော်ကပုတ်ခတ်ပြီးတော့ပြောဆိုပြီးတော့အောက်ခြေစက်တီတွေကနေပြီးအထက်ရရှိလို့လေးစားမှုမရှိအောင်ပြည်သူတွေကနေလေးစားမှုမရှိအောင်ရုပ်မာစာနဲ့ရည်ရွယ်ချက်ရှိရှိလောက်ဆောင်နေတဲ့လူရုပ်မာကိုကျွန်မမကြခင်ရေးယူသွားပါမယ်အဲ့ဒီလူရုပ်မာကိုရေးယူတဲ့အခါမှာတသက်အဖြစ်လိုက်ပါဆောင်ရက်လူသူများမိဘပြည်သူများကျွန်မတို့မမောခိုင်စီကိုဆက်သွယ်နိုင်ပါတယ်ကျွန်မတာဝန်ယူသွားပြီးတော့အစားဆုံးကျွန်မတာဝန်ယူသွားပါမယ်နော်ဟာကျွန်မဒီတက်တိချင်းဒီဟုတ်လေလာခဲ့လားနေနဲ့ငါလေးခြေထားပေါ်မယ်ဘာလို့မတိန်တဲ့ချင်းဝင်လဲနော်ဟာကျွန်မတို့မျိုး ဟုတ်ကဲ့ကျွန်တော်ညီကိုမွန်မမများအားလုံးပဲတော်လန်မနက်ခင်းလေးပါညာဧပြီလ30ရက်နေ့ရက်မနက်ခင်းစစ်ရေးတရင်လေးကိုဖတ်ပြပေးပြီးရင်ဒီနောက်မှာကျွန်တော်တို့ရေစင်ဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာအဲ့တော့ပထမဆုံးကျွန်တော်ကိုချီတို့ဘက်ကတည်င်းကောင်းလေးကတော့ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်လက်ခမော်ကြီးရွာအနီးဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ထံကအလောင်း၁၀လောင်းခန့်နဲ့လက်နက်တချို့ကိုအာရခတ်တပ်တို့အေအေကတင်းစီရမိခဲ့ကြောင်းဒေသခံစစ်ရေးသတင်းမြစ်တွေကဆိုထားပါဗျ။ အဲ့ဒီတက်ပွဲကတော့အေဘယ်လာ26ရက်နေ့ကလက်ကမော်ကြီးရွာအနီးဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်အကြံဘတ်စစ်ကောင်စီစစ်ကြောင်းကအကြအဆုံးများနဲ့မလတ်ကျွန်းဘက်ကိုနောက်ဆုတ်ထွက်ပြေးသွားကြပြီးနောက်ထပ်လူအင်အားလက်နက်အင်အားစုဆောင်ကပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက်တက်ပွဲမှာဆက်လက်ဖြစ်ပွားနေတယ်လို့ဆိုထားပါတယ်ဆိုပြီးတော့နရစ်စရာကတင်ထားပေးတဲ့ပထမဆုံးကျွန်တော်ကိုချေရိုးဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာဒုတိယအနေနဲ့ကတော့ဗမုံမျိုးသိန်းတက်ပွဲမှာစစ်ကောင်စီတက်မှရဲမေတွေအပါအဝင်အမျိုးသမီးတရာကျော်လက်နက်ချရမှာတော့ကိုုံဆောင်များပါဝင်နေကြောင်းစစ်ရေးသတင်းမျိုးတချို့ကပြောဆိုထားပါတယ် အချင်းလွတ်လပ်ရေးတက်မတော့ KNY နဲ့မဟာမိတ်ပူးပေါင်းတက်တွေကဗမုံမျိုးမှရှိတဲ့စစ်ကောင်စီလက်ကျန်စခန်းများတပ်ရင်းများတပ်ရင်းဌာနချုပ်များအားလုံးကိုကြပြိုင်တည်းထိုးစစ်ဆင်နေပြီးတပ်ဝဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းမီဒီယာကဆိုထားပါဗျ။ KNY နဲ့ပူးပေါင်းတက်ကဧပြီလ2ရက်နေ့မှ22ရက်နေ့အထိသကိုင်းငလင်ကျောင်းကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလောက်ကိုင်းနိုင်ဖို့ထိုးစစ်ကိုယာယီရပ်နာခဲ့ပါတယ်။ ဲ့ဒီနောက်အေဘလာ25ရက်နေ့မှစပြီးဖုန်းစစ်ကိုပြန်လည်စတင်ခဲ့ရာစာကာကာ22ရက်ကာကင်းစကန်တချို့ကိုထပ်မံသိမ်းပိုက်ရရှိခဲ့ပြီးအရာစီအပါဝင်စစ်တုပ်ပန်းတွေကိုခရိုင်ရေးကဖမ်းဆီးရမိထားတယ်လို့သတင်းရရှိပါတယ်အဲ့ဒီစကကာ21ကိုခုခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစတင်ဆုတ်ခွာထွက်ပြေးနေပြီးတပ်ဖွဲ့တွေပြင်းထန်နေကြောင်းမြေပြင်စစ်ရေးသတင်းမီဒီယာကလည်းဆိုထားပါဗျာ။ ဒါပြင်စစ်ကောင်စီကမြေကြီးများမိုးကောင်ဖားကန်လန်းနဲ့အင်းတော်ကြီးကားမိုင်းဖားကန်လန်းပိုင်းတို့မှတဆင်ဖားကန်ကိုအင်အားဖြည့်ဖို့ကြိုးစားနေရအဆိုပါလမ်းပိုင်းနှစ်ခုစလုံးမှာလည်းတပ်ဖွဲ့တွေပြင်းထန်နေကြောင်းသိရပါတယ်ဆိုပြီးတော့ပြည်ပစပင်းကတင်ထားပြီးတဲ့နောက်ထပ်ကျွန်တော်ဒူဝါကြီးတို့ဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ တတိယသတင်းကောင်းလေးတပုတ်ကလည်းဧပြီလ20ရက်နေ့မှာပခုတ်ကူမြို့ကနေလာတဲ့အကြံဘတ်စစ်တပ်စစ်ကြောင်းနဲ့ရေစကြိုဘက်မှလာတဲ့အကြံဘတ်စစ်တပ်စစ်ကြောင်းတို့ပူးပေါင်းပြီးအင်အား250ကျော်နဲ့ရေစကြိုမြို့နဲ့တူရွာဘက်ကိုမနက်၄နာရီအချိန်မှစပြီးစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။အဆိုပါအကြံဘတ်စစ်တပ်စစ်ကြောင်းကမနက်9နာရီခန့်မှာတူရွာကနေဗလတ်ကျေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ရေစကြိုတပ်ပေါင်းစုမှရဲဘော်တွေနဲ့မိနစ်20ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ဧပြီလ22ရက်နေ့မှာလဲကျူဟာကျေးရွာအတွင်းရောက်ရှိနေတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကဗလာဘကျေးရွာဘက်ကိုအင်အားအလုံးအင်းနဲ့ထပ်မံထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ရေစကြိုတပ်ပေါင်းစုမှဦးဆောင်ပြီးမဟာမင်းကြီးနောက်အဖွဲ့များနဲ့နှစ်နိုင်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါဗျာ။ အဲ့ဒီတပ်ဖွဲ့အတွင်အကြံပတ်စစ်ကောင်စီတပ်သား20ကျော်သေဆုံးပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့တပ်ဖွဲ့ဖြစ်ပေါ်ပြီးတဲ့နောက်သေဆုံးသွားတဲ့အကြံပတ်စစ်ကောင်စီတပ်သားမတအလောင်းတွေကိုပခုတ်ကူဘတ်တို့၃ဘင်းနဲ့ပြန်ခိုးတဲ့သွားကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပြီးတဲ့တတိယသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ နောက်ထပ်သတင်းကောင်းလေးတစ်ပုဒ်ကလည်းအေဘယ်လာ26ရက်နေ့မွန်းလဲတနင်္ဂနွေခန့်မှာဒေါင်းလုံမြို့ပေါ်မှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ပူစောတိခေါင်းဆောင်မင်းတန်ရဲ့တားဖြစ်သူနဲ့တက်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့တွေကဒေါင်းလုံမြို့ပေါ်အာဒါကကျောင်းအစီမှာ RPG နဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်ပူစောတိတွေနဲ့စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားကို RPG ထိမှန်ပြီးတပ်တိုင်ကိုဝင်တိုက်ကကားတစ်စီးလုံးပြက်စီးခဲ့ကြောင်းနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးထပ်မံတေဆုံးသွားခဲ့ကြောင်း သိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကပဲထပ်ပြီးတော့တင်ထားပြီးတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်ညာနောက်ထပ်သတင်းကောင်းတစ်ပုဒ်အနေနဲ့ကလည်းမန္တလေးတိုင်းမြင်းကြံခရိုင်တောင်တာမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေက၃နိုင်ကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတနက်နှစ်လက်တင်းစီရရှိခဲ့ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဧပြီလ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ် ဒီဝေလ27ရက်နေ့ကအင်အား100ကျော်ပါစစ်ကောင်စီစစ်ကြောင်းကတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာတော့သုံးနိုင်ကျော်ကြာတပ်ဝဲအတွင်အကြံဘတ်စစ်ကောင်စီတပ်မှ၄ကျောင်းကနေပြစ်ကူပေးခဲ့တယ်လို့ PLA ကဆိုထားပါတယ် ဆိုပါအကြံဖတ်စစ်ကောင်စီစစ်ကြောင်းကငသက်ရောက်မြို့ကနေတောင်တာမြို့နယ်အနောက်ချမ်းသို့ဧပြီလ26ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီးဧပြီလ28ရက်နေ့မှာတရားရွာကနေတောင်ခမောက်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာစဉ်တော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကြောင်းတစ်ခုလုံးအထိနာသွားတဲ့အတွက်ကြောင့်လေကြောင်းပစ်ကူခေါ်ခဲ့ပြီးတောင်ခမောက်ကြီးရွာကိုမိဆိုဖျက်ဆီးခဲ့တယ်လို့ PLA ကထုတ်ပြန်ထားပါတယ်ဒါအပြင်ဧပြီလ26ရက်နေ့မှာလည်းတောင်ခမောက်ကြီးရွာဘက်ကထောက်စာကြီးရွာဘက်ကိုစစ်ကြောင်းထိုးရမှာတော့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ် အဲ့ဒီတပ်ဖွဲ့အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်အထိနာပြီး AK အမျိုးအစားတနက်နှစ်လက်နဲ့ခရင်စစ်အုံဆောင်ပစ္စည်းများတင်ပါရရှိခဲ့တယ်လို့လည်းသိရပါဗျ။အဲ့ဒီစစ်ကြောင်းကအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပြူစောထီးတွေအများပြားပါဝင်ပြီးအဆိုပါစစ်ကြောင်းကတိုက်ခိုက်ခံရပြီးတဲ့နောက်ငတရောင်မျိုးနဲ့အတွင်းဆုတ်ခွာသွားတယ်လို့ PLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။နောက်ဆုံးသတင်းကောင်းလေးတစ်ပုဒ်ကတော့မကွေးတိုင်းပခုတ်ကူခရင်အတွင်းမှာရှိတဲ့ရေစကြိုပေါက် မြန်မြို့နယ်တို့ကမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တွေစီရေနိုင်ငံရေးပူးပေါင်းဆောင်ရွက်သွားမယ်လို့မြန်ပကပကသတင်းထုတ်ပြန်လာပါတယ်။ရေစကြိုးပေါက်နဲ့မြန်မြို့နယ်တို့မှာမြို့နယ်စုံတိုက်နယ်ရက်ကြီးတွေအနေနဲ့စီရေကိစ္စဖြစ်စေနေမြေအတွင်းအဖွဲ့စီအချင်းချင်းတင့်မြတ်ကောင်းမွန်စွာရေစီဆက်ဆံနိုင်ရေးနဲ့အပြန်အလှန်လိုအပ်ချက်တွေကိုကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်ပကပတာဝန်ခံတွေကမြေပြင်မှာမျက်နှာစုံကြီးတွေ့ဆုံပြီးတွင်တွေ့ခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မြေပြင်အခက်အခဲတွေအပေါ် နိုင်ငံရေးစစ်ရေးနေမီလုံခြုံရေးနဲ့ဒေသတွင်းတော်လှန်ရေးအားကောင်းစေဖို့အတွက်ပါကပါရီအနေနဲ့လက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါတော့အခုလိုမျိုးပါကပါရီအနေနဲ့စစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့သတင်းကြတော့ကျွန်တော်ပြည်သူတယောက်အနေနဲ့တကယ်ကိုဝမ်းသာမိပါတယ်။အဲ့တော့ကြံစည်နေတဲ့နောက်ထပ်အဖွဲ့တွေအနေနဲ့ကလည်းအခုလိုမျိုးပူးပေါင်းဆောင်ရွက်ကြပါလို့ပဲဒါကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်။ အဲ့တော့ဒီမနက်ပိုင်းတင်ဆက်ပေးခဲ့တဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးကျွန်တော်တို့မင်းလာမြို့နယ်တနေရကတိုက်ပွဲဝင်နေကြတဲ့ကျွန်တော် PDF ရဲဘော်တွေရဲ့တိုက်ပွဲဝင်နေတဲ့ရုပ်သံလေးကိုကျွန်တော်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာတော့ဒါကျွန်တော်တနတ်တန်ကိုတော့ကျွန်တော်ဖျောက်ထားရတာပေါ့နော်။ဘာလို့လဲဆိုတော့ဒီ YouTube ရဲ့စီမီစီကန်အရာပေါ့။အဲ့ဒါလေးတော့တီးခိုက်ပြီးတော့ကြည့်ပြီးပါ။ကဲကြည့်လိုက်အောင်မြတ်။ဟာ 到那一点，到那点，那点。有人来了，看到没有？啊，开一挂，啊，开机，明天晚上起来，啊，老板再来开机。嗯。老板了，开机，开机。啊，咱俩见一不对？明天晚上起来，明天晚上起嗯。来一下。来一下，来一下，来一下，来一下。来一下，来一下，来一下，来一下。来一下，来一下，来一下，来一下。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 来一 Ya. ya. Ya, ya. ဝိုင်းနာဝိုင်းနာဝိုင်းနာဘယ်ဘက်ကတော့ဝိုင်းနာရောဘယ်ဘက်ကိုဖိုင်နာဘယ်ဘက်ကိုမလုံးမသားလေးဈာမမဟုတ်စေဖတ်လိုက်ဖိနို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 အပြာလမ်းကြည့်ဘူးမလုံးမသားလေးပြောနေအလဲပြူထောင်းတော့အလဲပြူမထောင်းရင်ငါလုံးမတော့လေမင်းတို့မိမတွေဆုံးဆုံးပဲဖြစ်ကုန်မယ်ဟင်မင်းတို့ဇနတ်ချိုင်းနာရှာအေးကောင်းနေဇနတ်ချိုင်းမိသေးတယ်နော်ဘူဒီဘူဒီလာ တော်နေလူစကားနားမလဲဟာလုံးမမတီးသေးရောဘောလုံးဟာလုံးမကြည့်ဘူးရဲ့တီးဟောတာပါကြည့်ဖြစ်တာလူစကားနားမလဲတဲ့ကောင်နောက်ဖန်းကန်ထီတော့ဟိုရုပ်လေးပါနော်ကဲတော့နော်ဒါကျွန်တော်ရဲဘော်တွေရဲ့ tolerance ကတော့ဘယ်လောက်ထိပြင်းပြလဲဆိုတော့အားလုံးတွေးကြတဲ့အတိုင်းပဲနော်အဲ့တော့လေးစားပါတယ်ဒါကျွန်တော်ရဲဘော်တွေကို ကဲနောက်ထပ်တို့ဒီအချမ်းပတ်စစ်ခွေတက်ကြီးကဒီလာဆုံမျိုးကိုပြန်ဝင်လာပြီးခတဲ့ကရာဇဝဲမှုတွေပိုပိုများလာတဲ့ဆိုတဲ့ရုပ်တံသတင်းလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တင်ယူထားတဲ့လာရှုံမျိုးကိုစစ်ကောင်စီထံဧပြီလ22ရက်နေ့မှာလက်လွှဲပေးပြီးတပတ်လောက်အထိစစ်ကောင်စီကမျိုးပေါ်မှာအုပ်ချုပ်ရေးရန်တရားတွေပြန်မလဲပတ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်တရုတ်ရဲ့စီမံမှုနဲ့မျိုးပေါ်ကိုပြန်လဲရောက်ရှိလာတဲ့စစ်ကောင်စီတပ်တွေဟာလာရှုံတက္ကသိုလ်မှာထိုင်ချထားပြီးအနီးနားဝန်းကျင်ကိုလုံခြုံရေးတင်းကျပ်ထားပေမဲ့ 其他感觉肉牛也转，但问有上月产量么是五六千吧的。罗布鲁玛么么隆冲就马家罗，哎、嗯，像么子牛肉了嘛，苦瓜苦瓜锅呗，煎米肉，哦，青青青抓了第二天么抓一的，啊，么抓的安尼的，啊，安尼区了，我罗布鲁玛么隆冲就马家罗，罗尼罗么尼鲜喏，哎，六块钱一斤了，大概咩？ ိုကလည်းတခြားနေရာထပ်ပြေးမယ်ဆိုရင်လည်းပြီးတဲ့တိုင်းပဲကျွန်တော်တို့ကတစ်ခါပြေးလိုက်တယ်ဆိုရင်အလကားပြေးတော့မဟုတ်ဘူးပတ်စံကုန်တယ် we not get caught ကိုယ်ရင်ကစီးတဲ့ပြီးပြီးတဲ့ထပ်ကိုကိုခံရတာတော့မပြေးနိုင်တော့တာတကယ်တကယ်ဟိုစိတ်ရင်းနဲ့နေတဲ့ဆိုရင်တော့မနေချင်တော့ပါဆိုလုံချုံမှုမရှိဘူးဖြစ်နေတယ်ကိုနေရကိုလည်းဒီနေရတမန်တိုက်လိုက်နေဘလူးမအစ်မပြူဟိုလမ်းမကြီးမှာနေတဲ့လူတော့ပဲနည်းနည်းစိတ်ကဟိုနည်းနည်း လုံးချုံတော့ဘောနော်ကျွန်တော်တို့ကြိုးချောင်သူကြဆိုရင်တော့ပူပြီးတော့ဟိုတောက်ရပါဘောနော်ခွေးဟောင်းလို့ဆိုရင်ဒါပါများလဲပေါ့အဲ့လိုပုံစံတော့ဖြစ်တယ်ဟုတ် MNDA ကထိမ့်သိမ်းထားတဲ့အကျဉ်းသားတွေအားလုံးကိုပြန်လှုပ်ခဲ့တယ်လို့သူတို့ရဲ့ရန်တရားအလုံးကိုလည်းရုတ်တရက်ရက်ဆိုင်ခဲ့ပါတယ်ဒေတာကန်တွေပြောပြချက်နဲ့ဒေတာရင်းမီဒီယာတွေရဲ့ဖော်ပြချက်အရတပတ်အတွင်းလာရှုမြို့မှာဓမြမှုငါးမှုထပ်မင်းနဲ့ရှိခဲ့တယ်လို့သိရပါတယ်မြို့ကနေထွက်ခွာသွားတဲ့ MNDA တပ်တွေနဲ့အတူကျမ်းမာရေးဝန်ထမ်းတွေလည်းပြောင်းရွှေ့လိုက်ရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာလည်းကျမ်းမာရေးနဲ့လုံခြုံရေးကိုတာဝန်ယူဆောင်ရွက်ပေးနိုင်တာမျိုးမရှိဘူးလို့သိရပါဗျ။အဲလိုဟိုမတော်တဆတို့ဒီတက်ခံရတာတို့ဘယ်လိုပြောမလဲ။နောက်ကိုစိုးလုံးတိုင်းပေါ့နော်။အဲ့လိုမျိုးလှုပ်ခံရလို့ချိန်ခိုင်းရှာနိုင်ရေးပေါ့ဆိုလို့ရှင်းကြပုံမှန်စေခန်းနေကြတော့ဒီအမှုခင်းရရဆိုတော့တိတ်ပြီးတော့ကုပီလို့အဆင်မပြေဘူးပေါ့။ကုပီရေဘူးပေါ့။အဲ့တော့အဲ့လိုမျိုးညှိနှိုင်းဖြစ်ရှင်းတော့မရှိသေးတဲ့ဂျာမအသက်ထွက်သွားတဲ့ အဲလူနာတွေပေါ့နော်အဲ့လိုမျိုးလေးရှိကြတယ်ပေါ့စစ်ကောင်စီကကျမ်းမာရေးစောင့်ရှောက်မှုတွေပေးဖို့အကောင့်ထဲပေါ်ရာမျိုးမရှိပေမဲ့ MNDA ဘက်ကတော့အရေးပေါ်လူနာတွေကိုသူတို့ထိန်းချုပ်ထားတဲ့တိန်းနေမျိုးဒါမှမဟုတ်လောက်ကင်ကိုလာပို့ဖို့ဒေသခံတွေကိုအတီးပေးထားတယ်လို့ဆိုပါတယ်ဒါပေမဲ့မြို့ဝင်ထွက်မှာစစ်ကောင်စီဂိတ်နဲ့ MNDA ဂိတ်တွေရှိနေပြီးအစစ်အစစ်များတဲ့အတွက်ညာဘက်နဲ့မနက်ဆော့ဆော့ဘက်မှာတွာလာဖို့ခက်ခဲနေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီမြို့ကိုပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်မြို့စီပင်တရားဖွဲ့ရဲ့လုပ်ငန်းစဉ်တွေလုံးဝရပ်ဆိုင်သွားပြီးမြို့ပေါ်မှာအမှိုက်တွေမသိမ်းနိုင်တဲ့အထိဖြစ်နေပါတယ် ဒါပြီးမြို့ပေါ်ရက်ကွက်တချို့မှာစစ်တပ်ပြောင်းဝင်လာတဲ့နေ့ကနေဒီနေ့ဧပြီလ29ရက်နေ့အထိတရက်စီမီ24နာရီလုံးမရတဲ့အခြေအနေကိုရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေကပြောပါရယ်။ဟုတ်ပြီလက်နက်ကင်ရဲ့လက်တဲဥပယ်ရောက်ရောက်24နာရီမရတော့ KTV တွေပဲရပါတယ်ပြည်သူတွေကတော့မီးရှေးရနေလို့တခါတော့မှရက်ကွက်နိုင်ရတော့မဟုတ်တချို့ရက်ကွက်ပဲရတယ်သူတို့ဒီပစ္စည်းပေါ့နော်ရှိတယ်ဆိုတဲ့ရက်ကွက်ပေါ့မီးပေးလို့ရတယ်ဆိုတဲ့ရက်ကွက်ပေါ့အဲ့ဒီရက်ကွက်ကို ်ပြီးပုံမှန်ပြီးတာတွေမရှိဘဲနဲ့ KTV တွေကတော့24နာရီပြီးလာတယ်ပြတ်တဲ့အချိန်ရတယ်ခဏလေးပဲပေါ့လောလောဆယ်တော့မီးအခက်ခဲရှိနေကြတာပေါ့နော်အပြင်မှာ ဖုန်းတစ်လုံးကိုတစ်ထောင် ပါဝါဘန်တစ်လုံးကိုအားအများဆုံးဆိုရင်5ထောင်ပေါ့အဲ့လိုမျိုးပြီးတွင်းရတဲ့နေထားတဲ့အကြောင်းနေကြတာပေါ့အမန်ဒီဟာလာရှုမြို့ကို2024ဩဂုတ်မှာတိမ့်ပိုက်ပြီးတဲ့နောက်မြို့ပြန်လည်ထူထောင်ရေးကိုအချိန်အဟုန်နဲ့လှုပ်ဆောင်ခဲ့ပေမဲ့ရှစ်လအကြာမှာတရုတ်ရဲ့ဂျောင်းဝင်မှုကြောင့် စစ်ကောင်စီကမြို့ကိုပြန်လည်အနှံခဲ့ရပါတယ်။တရုတ်ရဲ့အာရှရေးအားအထူးတန်တပန်မစ္စတာတိန့်ရှူချင်းကိုတိုင်ဝင်ရောက်လာပြီးစစ်တပ်ပြန်လည်ဝင်ရောက်နိုင်ဖို့စီမံကုတ်ခဲ့ခဲ့တယ်လို့အပြစ်ခတ်ရစဲမှုကိုစောင့်ကြည့်ဖို့ဆိုပြီးတရုတ်ကမြို့မှာပါထိုင်ချနေရယူထားပါတယ်။စစ်ကောင်စီပြန်လည်ရယူထားတဲ့လာရှုမြို့ကိုမြို့ကန်တချို့ကနေရပြန်လာသလိုမလုံခြုံမှုတွေကြောင့်မြို့ကိုပြန်လည်ဆုတ်ခွာသူတွေလည်းရှိနေတယ်လို့သိရပါတယ်။အဲ့တော့နော်အဘအတဏတစ်ချက်မဖောက်ဘဲနဲ့လာဆိုးပြန်သိမ်းပြသွားတဲ့ဆိုတဲ့ဟိုဘအောက်တန်စာရက်ကောက်ကောင်လေးမင်းတို့ခွေတက်တွေပြန်ဝင်သွားပြီဖြစ်တဲ့အေးလာဆိုးမျိုးမှာမင်းတို့သွားပြီးတော့နေကြနော် ကဲလာပါပြီဒီခန်စစ်ကြီးနဲ့ပဲစစ်ခွေတွေအတီးခန့်နေရလို့ဆိုပြီးတော့ဒီအမျိုးရောပောက်ကတော့ကလည်းဘလို့ဒီလောင်ချင်းတွေချထားမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်နော်တင်းတို့ဒီမင်းဝဲဟိုဘက်တွေမှာမဒူဘက်တို့ပဲတို့ဒီဘက်တွေအကုန်လုံးလုံးမှာဘာဖြစ်လို့ဒီ PDF တွေကိုစိုးမိုးခံရတာလဲဘာဖြစ်လို့ PDF တွေကိုစိုးမိုးခံရင်ဘာဖြစ်လို့ကိုယ့်လူတွေကိုမထိခိုက်မဆုံးရှုံးတင်မဲ့နဲ့ဆုံးရှုံးအောင်လုပ်နေရတာလဲလို့ပြန်ပြီးမှလည်းမင်းကွန်းတော့ပြေးသိရတာမင်းတို့ ဥစဉ်တော့မရေယာဘက်တီဆိုလဲဒီတချိုနီးတူစွာပါပဲเนาะအဲ့ဒါမရေယာဘက်တီအဖာဘက်တီမလို့ဘူးလားဖိဖိစီစီလောက်တယ်ဖိဖိစီစီခြားတယ်เนาะဖိဖိစီခြားတယ်ဖိဖိစီစီလည်းတေးတယ်ဖိဖိစီလည်းလောက်တယ်ဒါပေမဲ့ဥစဉ်တော့ပြောနေလို့ခန်းစည်ကြီးတိုင်တွားနေခန်းစည်ကြီးတိုင်ခန်းချနေလို့တော့အစင်မပြေဘူးပေါ့ဗျာเนาะအဲဥစဉ်တော့စင်နီး view ဟာတော့နားမလဲပါဘူးဥစဉ်တော့နားလဲရတော့ကိုယ့်ခြေမှာရှိတဲ့ဒီတမရလာတွေပြည်သူစစ်တွေရဲတွေအကုန်လုံးဒီခေတ်မှာလက်ယုံလက်ခြေထွက် ရဲလဲခြေတန်းထွက်အကုန်လုံးထွက်နေရတာပဲဒီမှာမရှိတော့ထွက်ပေါ့လက်နဲ့တင်ကြည်ဒါဆက်ဖုန်းကြီးပြောရမယ်စကားတော့ဟုတ်ပေါ့ဗျာနော်မိကုမင်းကဖုန်းကြီးပါလေဟမ်တော့ဆိုအံဖိုးပေးဖို့လိုအပ်တယ်လို့ဦးစင်းကတော့ဒါအကြံပြုချင်တာပေါ့နော်အကြံပြုချင်တာပေါ့အဲ့တော့မလိုရဘူးလားလိုအပ်တယ်လားဆိုတာတော့ဒီရိတ်ခါမှာထောက်ပတ်ထောက်ပတ်နေတဲ့ထောက်ပို့နေတဲ့လုံနေတဲ့သူတွေရဲ့ခြေတန်းမှာတွားကြည့်လိုက်ပါလို့ဦးစင်းကတော့အကြံပြုချင်တယ်ဗျာနော်ခြေတန်းမှာတွားကြည့်လိုက်ပါလို့အကြံပြုချင်တယ်တွားရင်လည်းသိပါမယ်ဒီမြင်းကြံဘက်တွေမှာလည်းဒါ PPCC လှုပ်ဆောင်မှုလိုတယ် လိုအပ်တာတွေကိုထိထိမြောက်စွာเนาะထိရောက်စွာပံ့ပိုးပေးဖို့လိုတယ်ဆိုတာကိုဥစဉ်နေနဲ့နတ်ဆက်ကတာဝရှိပုဂ္ဂိုလ်များအားလုံးနဲ့ဒီတိုင်းမှုတို့တကွာအကုန်လုံးပေါ့နော်တာဝရှိပုဂ္ဂိုလ်များအားလုံးအားလုံးကိုဥစဉ်နေနဲ့အကြံပြုချင်ပါတယ်ဗျအဲ့တော့ဘာမှလိုက်ပြီးတော့အကြံမပြုနေနဲ့နော်အကြံပြုမဲ့အစားမင်းကိုယ်တိုင်တော်ပြီးတော့ဝင်တက်လိုက်နော်မင်းတင်ကန်းလေးကိုချုပ်ပြီးတော့ကဲနောက်ဆုံးအနေနဲ့ကတော့သူတို့ဟိုဘက်အောက်တန်းဆိုင်ရက်ကွာကောင်းတွေကောင်းမတွေတီးတန့်ကိုခွေးကြိုက်ပွဲတွေကျင်းပနေတဲ့ဒီလောင်ပုတ်ဟောင်းတဲ့ဒီတက်ကုံမဝချမ်းပြားမတွေရဲ့ခွေးကြိုက်ပွဲလေးကိုကျွန်တော်ဆက်ပြီးတော့ ကြည့်လိုက်အောင်ညာဖာဒယ်မာရီဟာဦးမေအောင်လည်းပုံရုပ်နောက်ကနေပြီးတော့မှထားပြီးတော့မှစောက်ချက်မရှိอืมเนาะนี่เราก็เลยเบลโลပြောလာရာဒူးကြီးလေအပွင့်ကြီးလေသူတို့တာဝန်ယူထားတဲ့တာဝန်တွေပို့ကြီးလေပဲเนาะသူတို့ပို့ကြီးလေပဲအဲ့ဒါကိုမသိနားမလဲပဲနဲ့ဆဲရေးတိုင်းခါပြီးတော့နီးမျိုးစုံနဲ့စော်ကားမော်ကပုတ်ခတ်ပြီးတော့ပြောဆိုပြီးတော့အောက်ခြေစစ်တီတွေကနေပြီးတော့အထက်ရရှိလို့လေးစားမှုမရှိအောင်ပြည်သူတွေကနေလေးစားမှုမရှိအောင်ရုပ်မာစွာနဲ့ရွေချက်ရှိရှိလောက်ဆောင်နေတဲ့လူရုပ်မာကိုကျွန်မမကြတဲ့ရေးယူသွားပါမယ်အဲ့ဒီလူရုပ်မာကိုရေးယူတဲ့အခါမှာ တ်သိအဖြစ်လိုက်ပါဆောင်ရွက်လူသူများမိဘပြည်သူများကျမတို့မမုတ်ခိုင်စီကိုဆက်သွယ်နိုင်ပါလေကျမတာဝန်ယူသွားပြီးတော့အစားဆုံးကျမတာဝန်ယူသွားပါမယ်နော်ဟာတယ်မဟာရီဦးမင်းအောင်လိုင်းကြီးပုံကြီးတို့နောက်ကနေပြီးတော့မှထားပြီးတော့မှစောက်ချက်မရှိနော်နေနောက်ကတော့လီးပဲလို့ပြောလိုက်မယ်နေကိုသိလားနေတရားဆွဲလိုက်ခုနော်စောက်ရွက်ကျမဘက်ကနေတတ်တည်လိုက်မယ်လူတွေပါဒီဟိုလိုင်းပေါ်မှာဟိုအဝါရာပြည့်မလားဟိုတတ်တည်လိုက်မယ်လူတွေပါအရှင်သင်းလို့ထားပါကျမတရားဆွဲမယ်နေချိန်ညာပါမယ်ဆွဲကြည့်လိုက်အဲ့ရဲစကားမှာနေတရားရုံးမှာတရားသွားဆွဲကြည့်လိုက်ဘာနဲ့လဲသွားဆွဲဆွဲနော်ဆွဲ အေးပြီးတော့ရှင်တော့ထောင်ထဲရောက်မှခရမ်းသီးတို့ဟိုလေခမင်းကိုလေခမင်းဆိုလေနေပူလန်းပြီးတော့မှစပုတ်တဲကိုမထိုးတဲ့နဲ့တခါလဲတော့ဒါမယ်ဇော်ဝင်ကြိုင်းကတည်းကရိုင်းနေเออมีมะซုံมาพะมะซုံมาตีเลยปျော်ลุบพี่တော့มาเนลั้นพี่တော့มาโกสะบုတ်แท้โกทูอะไรบัวยောက်ออกมางาတော့ถองแน่ไม่เอาหนีแม้จ๋าตัวมาเนาะบารู้แล้วตัวยังไซก็ฮะตัดติไอ้ท่องท่าไข่ลงมาลุบลุยาล่ะงาก็ต้ายพี่โตลันนี่ล่ะบ่ฮู้นายงานโตปงกันนี่ล่ะบ่ฮู้เนนโนเมนโนกองนี่เตียซ้วยเสียอะไรไม่รู้ ငါအမင်းတို့အမြဲတမ်းပြောတယ်သူများကိုမတိုက်ခိုင်းနဲ့ကြာရှုံးလိမ့်မယ်ငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းကကြာရှုံးသွားတယ်ဘာလို့လဲအဲ့ဒါကြီးတိတ်မပြောချင်လို့ဘာလို့လဲအမှန်တရားကိုနင်တို့မှထွက်မပြောရတာ KTV မှာဟိုင်းကန်လုပ်တယ်လို့နင်တို့တွေ့တယ်နင်တို့ပြောရတယ်တလုံးနှလုံးသုံးလုံးရောင်းနေနင်တို့တက်ခံရမှာလေကိုကစောက်ကောင်းနေရမထွက်တော့ငါ့ကိုအလူခံစားတယ်လေဟုတ်လားငါတွဲကားလေးစီးမှာတိလားတိလားအဲ့လိုပြောရင်စောက်သွားလို့ပြောဦးမယ်နော်တွဲကားလေးစီးပိုင်နေတိလားနင်နင်နင်လင်းနေမတော်ရလင်းလင်းဟာဘာမှမသိရနဲ့ 笑屁了、哦、嘛，来我嘛，乖脾气啦，乖脾气了没有？吵架多没？所以呢，你摔了，你摔了底下有无？你因多少朋友，多少朋友底下底下摔吧，你多少朋友？你底下都是骗人多来，有没意思干？哦，阿爹妈乖强的呢，阿、哦、有闹来世界大了，喏，真好，你有有在开的？你妈路沒有没多在钱走呀、啊？哎呀，怕啦！阿爸讲你有、嗯、有这部有闹嘛车皮了嘛？啊，怕啦？你阿爸路堵了？啊，妈路他们路内路死在内底多少路啦？ ဟမ်ရှင်တန်းနေသွားလာဘာမှမသိပဲနဲ့ live ပေါ်မှာအဲ့လူတွေကလည်းကျွန်တော်ပမာလူလို့ရတယ်တကယ်ခက်တယ်နော်တစ်လုံးနှလုံးသုံးလုံးထိုးတယ်နေဖမ်းခိုင်းဖမ်းခိုင်းလိုက်မှနေဒီမှာဒီမှန်နေလားဟမ်အာကျွန်တော်တို့တက်မတော်ယူစော်ကားပါလေဘာလို့လဲတက်မတော်သားတွေဘယ်လောက်လုပ်ဘူးလဲဘယ်လောက်လုပ်ပေးဘူးလဲဘာလို့သွေးခွဲတာလဲတက်မတော်ကငါသွေးခွဲတိုင်းခွဲမှာလားငကုံးပေးဘူးတယ်လေအုံးတော့ရှိလားခေါင်းထဲမှာချီးပဲရှိရလားဟမ်ဖာတယ်မှာ 烧爆炸了，把南边嘛理的进来了，哎、欸，楼嘛，啊，怪了，干比彪怪多了，这么着彪怪多了，把你俩彪呢？少欧长不信了，少南边嘛南边几几人的，做朋友我天这么讲的，信了？怕他妈你到底几几你人家的？你那哪里信那么多没 <laughs>、啊？怕得了，没人推荐我了。不，怕他妈怎么有？不，都要进来，赶快，有地交朋友，南边差不着嘛。嗯，怕他妈那拉做不着没有工地的。 ။ဟာလေမရုပ်ပါပါရုံနဲ့လိုးလိုးပြလိုက်ကုန်ပဲ။ဟာ။ဒါကဒီဦးလေးကိုမဟုတ်ကျွန်တော်ကသူနာတယ်မတူဘူး။မဟုတ်စိတ်နဲ့တော်တော်ပေါက်လာလို့တရားဆွဲနေလေပါနင်းဆောက်တယ်ကဘာဆောက်စင်းတော့ငါ့ကိုတရားဆွဲအောင်။နော်ငါပြောပြီးပြီငါ့ကိုတိုက်ခိုက်တဲ့လူကကြာရှုံးတယ်လို့။နော်ကိုဆောက်စင်းကိုသိဆောက်ခေါင်းထဲကနေပြီးတော့ကျွန်တော်အလူခံစားရတယ်။ဟုတ်လား။နေမေးဆက်ပဲ original ဘောကြီးကလင်ကရိုဇာကိုတစ်တင်နေဆိုရင်သဘောပေါက်။တစ်ခုဟမ်တစ်တခု။ဟာလေမလီကျွန်တော်မဟုတ်တော့ပေါက်လာတာ။ ကျွန်တော်ကလိုက်ရန်ရှာမြာအတယောက်ကရန်ရှာလိုက်မင်းသားကြီးကလှုပ်လိုက်နော်အခုတထိန်ကြီးကချင်းချင်းပဲပတ်ပြီးကြိုက်ပြောလိုက်အခုဒီဖာတယ်မတယောက်ပေါ်လာပြန်ပြီနင်းကိုဖာတယ်မပဲလို့ပြောတယ်ဟုတ်ရှင်းလားနင်းပြောလို့မရတယ်လားစောက်ကောင်းနေကငါ့ကိုអော်နေတယ်မနေ့တနေ့ကမှထွက်လာတာလေကိုကိုကိုတန်းတော်ကဝေဦးကြီးချုပ်တိတ်ကအရန်ကြတယ်နင်းတို့ကြောင့်အဘကအတို့ကြီးတိတ်ကအရန်ကြတာနင်းစောက်နောက်မှာအိုက်ပုံမချိတ်ထားနဲ့နော်ဘက်ဆက်ကဟိုပြောဒီပြောနဲ့မဲကျမနောက်ကတက်တည်လိုက်မဲ့လူတွေခေါ်နေသေးတယ်နင်းတော့ဘယ်လိုလိုက်မှာနင်းလိုးမဲ့កောင်မလိုက်နင်းတော့ဘယ်လိုမှမလိုက်ဘူး အရင်ဆိုင်ကလောကကြီးနေလာကြတင်းဦးလို့နော်တပတ်လောက်ဖားတယ်မှနေမပြန်နိုင်မဲဖြစ်သွားမှာအဲခါအဲ့ရဘွားမစင်းမဲဖြစ်သွားမှာငါရိုင်းရင်အရင်ရိုင်းတာနော်အတော်တော်စိတ်ကိုနေရတိတယ်မင်းရိုင်းတာတိတယ်မင်းကမိမဆုံးမဖတ်မဆုံးမကောင်းဆိုတော့ဟမ်အဲ့တော့ဒီကောင်သူ့လာကြိုက်တဲ့ထဲမှာသူတို့ဘောမထဲကတုံတယုံကောင်းနေဆိုရင်ဒီကောင်ပြန်ပြီးတော့ကြိုက်တာနော်ကြည့်မကောင်းမြင်မကောင်း မနေ့ကဟိုတက်ထိန်ဆိုတဲ့ကောင်နဲ့ကိုက်တဲ့ပွဲမှာတော့ဒီကောင်ငိုတံပါကြီးနဲ့နော်ငိုပြထားတာအားလုံးတွေ့ကြတဲ့အတိုင်းပါเนาะအဲ့တော့ဒီကောင်ကလှုပ်လို့ရတဲ့သူဆိုရင်ဖြည်းဖြည်းပြီးတော့ခြောက်တာတကယ်တကယ်ဟိုတက်ထိန်ဆိုတဲ့ကောင်ထပြောတော့ဒီကောင်ဘာမှပြန်မပြောရဲဘဲနဲ့ကိုငိုတံပါကြီးနဲ့ပါဆင်းပြနေရတဲ့အဖြစ်เนาะအဲ့တော့ဒီမနေ့ပိုင်းလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကိုမောင်မတွေတယောက်ချင်းစီတဲ့အထူးပဲကျေးဇူးတင်စီပါတယ်ညနေကြပါပဲသတင်းကောင်းတွေနဲ့ဗီဒီယိုတွေရရင်တော့ကျွန်တော်ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာဘေးကင်းကြပါစေညာ